မင်္ဂလာပါရှင်။အေဂျင့်မြန်မာ channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူမြို့ကိုအလင်္ကာရှိတာထားတယ်။ထိုးစံသောရက်သေးချင်းနဲ့မော်မီအိမ်ဆိုတဲ့ဇလန်းလေးကိုအစားဆုံးတင်ဆက်ပေးသွားကြပါမယ်။ဇလန်းလေးမစားတဲ့ခင်မှာတော့ channel လေးကိုလိုက်ရန် subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်းလေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ကျွန်တော်နဲ့တာဝါဆရာတပည့်နှစ်ယောက် အမဲပြဖို့အလုံဟာရုံးမတော်တွင်ကိုထွက်လာခဲ့ကြတယ်။ရွာလေးကျောက်ဆက်မှာတောတောင်တွေရှားလာပြီးမို့တော်တွင်ညိုင်းညနေအမဲပြဖို့ရိတ်ခါအေကိုစီတွေပြီးတောနေရာကိုခရီးဆက်လာကြတယ်။ရိတ်ခါဆိုပြီးတော့စံကိုတိကတဲလာကြခြင်းပဲ။စံနဲ့ငယူသေးကြောက်ချို့တာဟင်းချက်စားဖို့ပါလာတယ်။တောတောင်တွင်ဝါးကြီးရောင်းတဲ့ထမင်းချက်ကဟင်းအတွက်သားကောင်ငယ်တွေပြစ်ခဲ့ပြီးဖုတ်ကင်စားကြမယ်လို့စိတ်ကူထားတယ်။တနေ့ကုန်ခရီးဆက်ပြီးညနေဆောင်တဲ့အခါ တေဝါခုတ်သူတွေတဲကိုကြတဲ့တဲတလုံးမှာတညာအိပ်ပြီးနောက်နေ့မှခရီးဆက်ဖို့စီစဉ်လိုက်တဲ့တာဝထမင်းချက်ဖို့ပြုနေစဉ်ကျွန်ုပ်ကဟင်းစားလေးတွေရလို့ရညာတဲအနီးပဝန်းကျင်တော်တွင်ကိုထွက်လာခဲ့ရွေကာလာမို့ရှေခန်းချောင်းကြီးရဲ့တောင်ကြချောင်းလေးတိုင်လျှောက်လာရာတောင်ဖို့တကောင်ကိုတွေ့လိုက်ကြတယ်တောင်ဖို့ကြီးမှာဗတ်တက်မေဖို့မေစကားအတိုင်းရုတ်တရက်လူကိုတွေ့ချိန်ကြောင်ကြီးစွာကျွန်ုပ်ကိုကြည့်နေစဉ်ဦးကောင်ပြစ်ခတ်လို့ရလိုက်တယ် တုံးပိတာကန်ရှိမှဖြစ်တဲ့ဖွကြီးကိုအကောင်လိုက်မေးမြိုက်ပြီးတော့ခြေတက်လက်တက်ဖြတ်တော့အိုအသေးပြီးနှုတ်ခေါင်းဖြတ်ပြီးကင်ဖို့ပြုတ်လုလိုက်တဲ့နန်းရင်းအသေးပင်တွေ့ရကြောင်းအိုတိုးယူပြီးနန်းရင်းတက်ကိုရေစေးထုထောင်းကဖွသားမှာစားနေရောတုတ်လင်းကကင်းတော့တယ်တဝါမှာထမင်းကိုမပိုးပွားကြည့်တော့ခြင်းနဲ့ချက်ပြီးချက်တဲ့အခါရုပ်တီးကြောက်လင်း90တန်းကိုမိကင်ပြီးတော့ဝါကြည့်အောင်မှထည့်ထောင်းနေရင်ကျွန်တော်တို့နှစ်ယောက်မှာဖွသားကင်ရုပ်တီးစားတောင်းနဲ့ စံသုံးဘူးကျဲ့ထမင်းကုန်အောင်စားလိုက်ကြတယ်။ဖွတ်သားခင်ကိုလည်းနေဖို့ညစာမချမ်းအကုန်စားလိုက်ကြတယ်။ကောင်းလိုက်တာကိုကြီးဖွတ်တရဖွတ်သားအတော်ရတာရေဒီကောင်တွေကရေထဲမှာလည်းနေနိုင်တယ်နော်။အဲ့ဒါရေဖွတ်တွေကတာဝါရလင်းငါရှစ်ပိတ်တာထိရေဖွတ်အကောင်ကြီးရှိရဲ့။ဒါကကုန်းဖို့တိတ်ပြီးတော့မကြည့်ဘူး။သုံးလေးပိတ်တာအများဆုံးအကြီးဆုံးပဲ။ဟုတ်လားကိုကြီးဖို့ကအတော်ရတာရှိရဲ့ဆို။ညရဲ့တာဝါရကောင်းတာတော့အတော်ကောင်းတယ် ဖို့ကိုတချို့မစားကြဘူးဖုံးကန်နေနေအယူရှိကြလေဒါနဲ့ကျွန်တော်တို့အခုတခါအမဲပင်နေရာတော့ပြဖို့စိတ်ကူးထားလိုက်ကိုကြီးဒေါရိပါလာတော့တားကောင်နေနေထိုင်ကြက်စားလာရှာလာပြီဒီတစ်ခေါက်တော့မီးလောင်ကုန်းပဲသွားမလားတွေးထားတယ်ဟာအဲ့ဒီဘက်မှာအရင်တည်းကရွာတယ်ဘူးလားပြတ်သွားရဆိုကလာဝမ်းယောဂဝင်တော့လူတွေတဲ့အတော်တည်းကြားဖို့ရယ်အဲ့ဒါတွေကကြားခဲ့ပါပြီကွာကျုပ်တို့ကလေးရယ်လောက်ကပါဘာလဲမင်းကကြောက်နေလို့လားပရလောကသားတွေကို ဟုတ်တယ်လန်တော်ခက်လက်လန်ပဲကိုရဲ့မီလာကုန်နေရာသွားမယ်ဆိုလို့တာဝါကြောက်လန့်နေခြင်းဖြစ်တယ်မီလာကုန်နေပြီမှာရဲ့ခင်ကရွာဟောင်းတစ်ခုတည်ခဲ့ပို့တဲ့ကာလာဝမ်ရှော့ကကြောင့်လူအသေးပြောင်များကရွာပြတ်သွားတာကနှဲ့တော်ကြပြီဖြစ်တယ်တာဝါမှာစိတ်ထင်းနေရတဲ့ပရာလောကသားတွေနဲ့ရင်ဆိုင်တွေးမှာကိုကြောက်လန့်နေရရှိရဲ့တဲမှာတညာအိပ်ပြီးနောက်တစ်နေ့မနဲ့ဆိုစောခရီးဆက်ကြရင်နေ့လယ်ပိုင်းအချိန်မှာမီလာကုန်တော်ကိုရောက်လာခဲ့ကြရတယ် ။တစ်ပင်ကြီးပြည်မှာကြီးမားပြီးတော့အရှိန်မိုးနေရာကြောင့်အောက်ထီချုံတွေရှမ်းလင်းနေတဲ့မီးလောင်ကုန်းနဲ့မြေတော်တွင်ကျွန်တော်တို့ဆရာတပည့်တွေ့ရွေ့နဲ့ဝင်လာခဲ့ကြတယ်။ရွာတရဲ့နေရာကဘယ်နေရာလို့မဆိုနိုင်ပေ။တစ်ပင်ကြီးတပင်အောင်မှာမိမွေပြီးတာဝထမင်းချက်ဖို့ပြုတ်နေရဲ့။တောင်ကြီးမှာရေစိမ့်ထွက်နေရဲ့။စိုင်းရင်အိုင်တိုင်းတွေ့ရချက်ပြုတ်ဖို့အဆင်ပြေသွားတယ်။တဲ့တော့မှဟင်းစားအတွက်တားကောင်ရှာထွက်လာခဲ့တယ်။ဒေါ်တနီယာအရောက်ဝဲအော်တန်တွေကြားလိုက်ရအောင် ကျွန်တော်မှအခြေတန်းနှလုံးချင်းကပ်လာခဲ့တယ်။တော့ဝက်တအောင်မှာတောင်ဆောင်တနေရာမှာတွေ့လိုက်ရအကြောင်းတနက်ကိုမောင်းတင်ပြီးတော့ပြစ်ခတ်မဲ့အကောင်ရွေးချက်လိုက်တယ်။ဝက်မဝက်ဒီအကောင်ကြီးတွေမှာအသာစာမကောင်မိဝက်ပြိုအသားမှာစူပီးစားကောင်းတာကြောင့်လေးမိတာကန်ဝက်ပြိုတကောင်ကိုပြစ်ခတ်ဖို့ကျွန်တော်ရွေးချက်လိုက်တယ်။ကျွန်တော်တနက်ပြစ်ခတ်တဲ့ကျဲလောင်စွာထွက်ပေါ်လာတဲ့နေ့အတူ တော့ဝက်အုပ်ကခြေဥတရာလန့်ပြန့်ပြီးတော့အော်ဟစ်ပြေးလွှားကောင်းကြတယ်။ကျွန်တော်ပြစ်လိုက်တဲ့တော့ဝက်မှာ နေကြီးပေါ်တုံလုံးလဲနေရကို တွေ့ရတာကြောင့်တောဝဲကောက်ဖို့ကျွန်ုပ်မှာတောဝဲလဲကြနေရနေရကိုရှောက်သွားလိုက်တယ်။ဟမ်ဘလို့ဖြစ်တာလဲ။ကျွန်ုပ်မှာတောဝဲနေရောက်သွားခြင်းတော်ဝဲမှာရုတ်တရက်ထပြေးရာကြောင့်အံ့ဩကနောက်တစ်ချက်ပြင်းနေတဲ့ဝက်ကိုလှမ်းပစ်လိုက်ရတယ်။တော်ဝဲဟာနောက်တစ်ချိန်လဲကျသွားပြီးကျွန်ုပ်ကောက်ဖို့သွားချိန်အနည်းရောက်တဲ့အခါထပြေးပြန်တော့တယ်။ကျွန်ုပ်ကပုံမှန်မဟုတ်တဲ့အခြေအနေကိုရိတ်စားမိသွားတယ်။တော်ဝဲကိုအပမီတောစီးခြင်းကြောင့်သာ ဝက်ကထားပြေးခြင်းပဲမဟုတ်ပါကပထမပြစ်ချက်တွေကပင်တော်ဝဲကလဲနေရမှာဖြစ်တယ်။ကျွန်ုပ်ကတော်စင်းရဲ့ဝက်နောက်ကိုမလိုက်တော့ပဲလာလန်တိုင်းပြန်နေလာခဲ့တော့တယ်။တာဝါထမင်းချက်တဲ့နေရာရောက်တဲ့အခါတာဝါမှာထမင်းချက်လို့ဖြူတကောင်ကိုကင်တန်တို့ကမိခင်နေရာကိုတွေ့ရတယ်။တနက်တန်ကြလို့တားကောင်ရလာပြီးမှတ်တာ။အစမ်းမှလားကိုရလက်ပလန်နဲ့ပြန်လာတယ်။အေးချက်ကောင်မထိလိုက်ဘူးတာဝါရဲ့ဖြူတွေဘာတွေရလို့အစမ်းမှလား။ဟုတ်တယ်ကိုရ ဟိုနာဒီနာထမင်းချက်ပြီးထောက်ကျင်ရောဖြိုတွင်းအစ်တတူနေရတွေ့ရကံကောင်းလို့ရလိုက်တာပါစိုးနဲ့ပြစ်တာမခံလိုက်ရလားဖြိုကောင်တွေကအန်တရယ်များတယ်ကွာသူ့နာကလာရန်သူကိုစိုးကပြောပြစ်တက်တယ်ကြားတွေကိုတော့မကြောက်ကြအောင်ပြစ်သေးတယ်ကံကောင်းလို့မထီရထမင်းဆောင်ကိုရာစားလာပြီအေးအေးအေးစားတော့ပြီခဏတဖြုံနေမှစကန်းချမဲ့နေရရွေးကြပါကွာကျွန်ုပ်မှတာဝါကြောက်လန့်စေဝင်မှာစိုးကတော့ရဲ့အပမိပြီးတော်စီသွားကြမပြောပဲထိန်ချန်ထားလိုက်တဲ့ ဖြူမှာတင့်မြစ်တစ်ဖူတွေကိုစားတဲ့အကောင်မို့ဈေးဘက်ဝင်တယ်လို့စားကောင်းလာတယ်။ကျွန်တော်တို့ကစားတော့ပြီးခဏတစ်ဖြုံနားကြရင်နဲ့စကန်းချမဲ့နေရာကိုရှာနေကြတယ်။တောင်ကုန်းထိပ်မြေသားပြန့်ပြူတဲ့နေရာကိုတွေ့ရခါဘာခေါ်ပြီးယာယီတက်တလုံးအမြန်ဆောက်လိုက်ကြတယ်။ဒါလည်းပဲစားယူလာတာကြောင့်အမှုတက်ပူစရာမလိုပဲ။တဲတွင်းမြေပြင်မှာဝါကိုနှစ်ချမ်းခွဲက လူအိတ်ဖို့တွင်စီကင်းလိုက်ကြတယ်။ကျွန်တော်တို့တဲဆောက်ပြီးချိန်ညနေဆောင်သွားပြီဖြစ်တယ်။တာဝထမင်းချက်ဖို့ပြင်ဆင်နေချိန် ကျွန်ုပ်မှာအနည်းဝန်းကျင်မှာထင်းကျောက်တွေလိုက်ရှာကောင်းနေရဲ့ညာရင်းညတာတွေမိတညလုံးမှုထရမှာဖြစ်တဲ့တော်တလေးဆန်တွေမှာမိရောင်ကိုကြောက်လန့်တက်ကြရတဲ့အတွက်မိငွေထားခြင်းကဘေးရန်ကင်းနေရှေ့ငဘောတက်ကောင်ကိုအပင်ပေါ်တွေ့ရာတာဝါကိုလှမ်းခေါ်ပြီးလေးကွားနဲ့ပြစ်ခါရရလိုက်တာကြောင့်ညစာတွေအဆင်ပြေသွားတယ်ညနေဆောင်အေးလာလာကြောင်ရေမချိုးဖြစ်ကြတော့ပြီကျွန်ုပ်ကမနေ့ပြန်မှအမဲပြစ်မယ်လို့စိတ်ကူထားတယ်ညစာကို ရှေ့ငဘောသားနဲ့စားတော့ပြီးချင်း အလင်းပြပြီးအမောင်တို့ရောက်လာတော့မိဘုံကို ထင်းကြောက်တုံးစီပြီးထည့်ပြီးတော့မိမွေထားလိုက်တဲ့ဝါကြည်တောင်းနဲ့ရင်ွေးကြပြီးမိဖို့အနီစကားတပြောပြောနဲ့ရင်ွေးချမ်းတောက်ရင်လည်းသူတို့ဆရာတပည့်ရှိနေကြတယ်။ကြီးပြုံနေကိုယ်ဘာလိုက်ကြလဲမသိဘူး။တောကောင်နေဘာတွေကိုလက်နာနေမှာပါတာဝါရဲ့။ကြောချမ်းတယ်လို့ခံစားရတယ်ကိုယ်ရ။ကြံဖက်ကြောက်မနေပါနဲ့တာဝါရဲ့။ကျွန်တို့နဲ့တာဝါစကားပြောနေကြစဉ်ခြေကန်တောင်းမှာဘေးရာကိုလမ်းဖြတ်နေမစိုးနိုင်။တောတနေရာမှာတတော်လုံးစုံညက်အောင် အဟင်းနေကြကိုကြားလိုက်ရတယ်။ပြောတဲရှင်တို့တဲရှင်တို့သူလည်းမသိဘူးကိုကြီးတိတ်နေတာပါစကားတော့မပြောနဲ့သူပြောလိုက်မယ်။လူတယောက်တဲပြင်မှာလမ်းအော်ခေါ်နေခြင်းဖြစ်တယ်။ကျွန်ုပ်မှလူရမရတနက်ကိုကြည်ဖြီကတာဝါကိုစကားမပြောဖို့တတိပေးထားရတယ်။အခုချိန်တော်တွင်လူတွေ့ရခြင်းကမယုံကြည်နိုင်ွယ်ပင်တတိထားနေမှာတော်ယုံကြမယ်။လက်နေတမ်းမင်းနဲ့တဲပြင်အတန်ကြားရင်နေရာမိထွန်ကြည့်လိုက်ရအယောင်စင်လွင်က မူလအရာကိုပင်မှန်းဆမရတဲ့အဝတ်စားတွေကိုဝေထားတဲ့အသက်40အရွယ်ပင်ပင်လူတယောက်ကိုတွေ့ရတယ်။စပင်းတွေတကောင်းလုံးဖြူပြီးပြူးကြောင်ကြောင်မြုံဝန်းနေနဲ့တဲပြင်ရှင်နေရင်တော်တဲ့ဝါလာခွေနေအဖော်ရင်းနဲ့ကဲပြီးလမ်းပြောက်သွားလို့ပါ။မီးရောင်တွေလိုလိုက်လာရင်နေမိတ်ဆွေတို့ကိုတွေ့ရပါ။အတန်ပြပြောနေအဲ့လူကသနာစပယ်ပြောလာတယ်။ခမရဘေရွာကလည်းဒီတီဝါလာခွေရအောင်အနာပတ်ဝန်းကျင်မှာရွာမရှိဘူးဟဲ့လူ။ကျွန်တော်မီးလောင်ကုန်ရွာသားပါ။ဟမ် ဘလို့ဒီစကားကြောင့်ကျွန်တော်နဲ့တာဝါထံမှာအံ့ဩတံတွေပြိုင်တို့ထွက်ကုန်ကြတယ်။မင်းလောင်ကုန်းရွာလို့ရွာမရှိတဲ့နေရာမှာလာတဲ့ဆိုခြင်းတွေအံ့ဩရခြင်းသာဖြစ်တယ်။ဟာကိုကြီးတတရဲ့ကျွန်တော်တို့ကြည့်နေကြချိန်မှာပဲတဲဘေးမှာရက်နေသူမှပြောင်းလဲလာတဲ့အသားရည်ပြီးအဲကွဲပြီးတော့အနံ့သက်တွေထွက်ကလောက်ကောင်တွေပြုတ်ကျလာတာကို တွေ့လိုက်ရကြအောင်တာဝအလန့်တကြအော်လိုက်ခြင်းဖြစ်တယ်။တာဝလက်နေတံမီခဏကမြေထုံးပြတာ။ ကျွန်ုပ်မှာကြောက်လန့်နေတဲ့တာဝါလက်ကိုကျွန်ုပ်လက်မှာနနိုင်တံမီထိုးတဲ့ပြီးမကောင်စွာကောင်တနက်နဲ့ထိုးကျင်လိုက်တဲ့မကောင်စွာကောင်မှာခန္ဓာကိုယ်ရှိန်ထိုးပြီးရှို့တိုးလာနေရဲ့ကျွန်ုပ်မှာမကောင်စွာနဖူးကိုချိန်ရွယ်ပြီးပြစ်ချလိုက်ရာခေါင်းမှာခန္ဓာကိုယ်ပြုတ်ပြီးနောက်ကိုလွင့်ထက်ကမကြည်မဆန်အော်တန်ကြီးပေါ်ထွက်လာရတယ်။မကောင်စွာမှာစန်တဝါဝါခေါင်းပြက်ကိုလိုက်ရှာနေရင်ငါဒီမဒီမမင်းတို့လုံးဝမကြည့်နိုင်ဘူး။တာဝမိဘုံကထင်းချောင်းနဲ့ပြစ် နေရဲ့ကောင်းပြတ်မှာအော်ဟစ်တန်ပြုတ်လိုက်ရာကိုလုံးမှာသွားကောင်းနေပဲဆက်မှာမကြေမချမ်းအော်ဟစ်ရရွနေရာကျွန်ုပ်မှာမီးဆွတ်နေတဲ့ထင်းချောင်းတွေကိုကြည့်ပြီးစိတ်ကူးတစ်ခုရှာသွားတယ်။မကောင်းဆိုးဝါးကိုမီးနဲ့တိုက်ဖို့အတွေ့အပြင်ဖြစ်တယ်။ကိုရိုင်းမီးဆွတ်နေတဲ့ထင်းတဲ့ချောင်းတွေပြက်လိုက်တယ်လို့တာဝါကိုလည်းပြက်ခတ်ဖို့ပြောရ။တာဝါလည်းထင်းချောင်းတွေပြက်ပလိုက်တယ်။မကောင်းဆိုးဝါးမှာပြက်နေတဲ့ဥကောင်းကိုလက်ဘေးမှာပြန်တက်ကကျွန်ုပ်ထံကိုလာဖို့ပြင်နေတယ်။မိဘွားတွေမှာမကောင်းဆိုးဝါးရင်ဘက်ကိုထိမှန်သွားကြတဲ့ မချင်းမဆန့်အော်တန်စီအော်ပြီးတော်တွင်အမောင်တို့ကိုဝင်ပြေးသွားတယ်။ဟာကြုံလိုက်ရတဲ့အဖြစ်တွေကလည်းသွေးပြက်စာရီပါလား။ကုညာတော့အိမ်ပြောတော့မှကျင်းတင်နေပြီ။တာဝရဲ့မကောင်းစိုးဝါကထပ်မလာတော့ပါဘူး။တညလုံးမအိမ်ဖယ်နေရောမလား။သွေးပြက်နေပြီကိုရဲ့အိမ်ပြောနေမှမထင်တော့ဘူး။ကျုပ်ကတော့အိတ်တော့မယ်တာဝရဲ့။အရေးကြောင်တစ်ခုခုဆိုကျုပ်ကိုနှုတ်ပေါ့။တောက်တဲ့ထိုင်နေရမလား။ခဏတပြုံမအိမ်ပဲနေပါအောင်ကိုရဲ့။တာဝမှာကျွန်ုပ်နေတိုးကပ်ပြီးငိုတန်နေပြောနေရဲ့။ကျွန်ုပ်မှာ ဘာကျန်းပေါ်လဲကြပြီးတော့ကြောက်ခင်းလိုက်တယ်။အခုနေရာမှာနေမီကျန်းတာကြောင့်နောက်ရက်ညအိဖို့တာဝပြောလို့ရမယ်မထင်တော့။တာဝမှာမီးပုံကိုထင်းတွေထိုးထန်နေရဲ့။နေလုံးတွေကကြီးကန်တောင်းမှအမောင်တွင်လိုက်နေရဲ့။ကျွန်ုပ်ကအိရာပေါ်လဲကြပြီးခဏကြာအိပြောသွားပါရယ်။ကိုကြီးအမြတ်ထပါအောင်။ဟင်။ဘာဖြစ်လဲတာဝ။အိကောင်းနေရကွာ။မင်းကြောက်တိုင်းကြက်ကိုလာနှုံးနေရလား။မဟုတ်ဘူးကိုရဲ့။စကားပြောတဲ့တွင်မီးရောင်တွေလာနေတဲ့ကြားတယ်။ဟေး။ ကျွန်တော်အိပ်ပျော်သွားပြီများမကြမီတာဝလာနိုးပါကြောင့်စိတ်တူစွာပြောနေရတာဝလာပြောတဲ့စကားကြားရခြင်းမျက်လုံးတွေပင်ပြူးကျဲသွားရတယ်ကျွန်တော်မှာတနက်ကိုကင်ပြီးအမောင်တင်လှမ်းကြည့်လိုက်ရစီမီတုတ်တွေတော်တွေမှာကျွန်တော်တို့ရှိရာကိုရွှေရှားလာနေတယ်လို့စကားပြောတဲ့တွေလေးကြားနေရတယ်မကြမီတို့တဆူကျွန်တော်တို့တဲနီကိုရောက်လာကြတယ်ယောက်ျားသုံးယောက်ဖြစ်ပြီးမီတော့ကိုစီကန်ပြီးတော့တဲအနီရောက်တဲ့အခါရက်လိုက်ကြတယ်။ဓာအလန်းလက်နဲ့တွေကိုလည်းကင်ဆွဲထားကြတယ်။ မုံဆိုးရီထင်နေတနက်တန်တွေကြားလိုက်ရလို့လိုက်လာကြတာပဲအကောင်းဆိုးကနေကျုံလိုက်ရလို့ပါဒါနဲ့မိတ်ဆွေတို့ကဘယ်ရက်ကလဲလူသားတွေရောဟုတ်လို့လားဆက်သမျောင်ရွာသားတွေပါတော်ရင်လှဆဲဖို့ရောက်နေတာတပတ်လောက်ရှိပါပြီသုံးယောက်ထဲမှာတယောက်နဲ့ကျွန်ုပ်စကားပြောနေခြင်းဖြစ်တယ်တားဘကအဲ့ဒီသုံးယောက်မှာပထမတယောက်လို့မကောင်းဆိုးကထင်ကတုံလုံးနေရရှိရဲ့ကျွန်ုပ်မှာဆက်သမျောင်ရွာကိုတည်တယ်လို့အဲ့ဒီသူတွေကိုလည်းလူအစ်စ်တွေဖြစ်နိုင်ကြအောင်သုံးသပ်လိုက်မိရဲ့ညာရင်ညတာချိန်မို့ တော်တွင်တွေ့သူတွေကစိတ်ကတတိရောကတ်ထားမိရဲ့ကျွန်တော်တို့ညာချင်းမင်းကြီးရောက်လာတာက အကူကြီးတောင်းစာတခုရှိလို့ပါကျွန်တော်တို့လူတယောက်စကန်းကိုအချိန်မီရောက်မလာလို့လိုက်ရှာရင်းနေတနေ့တန်ကြတော့မုတ်ဆိုးတွေဖြစ်နိုင်တယ်အကူကြီးတောင်းမယ်စေကူနဲ့ရောက်လာကြပါညာချင်းမင်းကြီးဆိုတော့တနေ့ပါတော့ပို့ကောင်းမယ်လေကျွန်တော်မှအကူကြီးလာတောင်းသူတွေကြောင့်အခက်တွေ့သွားတယ်တရေရှင်ရဲ့ဒုက္ခရောက်နေသူတွေကိုကူညီဖို့တွေ့လိုက်တယ်လာကြပါအောင်တဲတဲ့ဝင်ထိုင်ကြပါဘလို့ဖြစ်လာကြလဲအကြောင်းဆုံးပြပြပါလား လူစစ်တေကြပြီမို့တနုံမှာအဲ့ဒီသူတွေကိုတဲတွင်ဖိတ်ခေါ်လိုက်တဲ့လူ၃ယောက်မိထုတ်တွေကိုနှိမ်ပြီးတဲတွင်မိပုံပေးပတ်လေမှာဝိုင်းထန်လိုက်ကြတယ်။ကျုံနယ်မယ်ကဖိုးတေပါဒါတော့ကျုံညီတာဝအမဲပြေထွက်လာရင်ဒီတော့ရောက်လာတာ။ဟုတ်ကဲ့ကျွန်တော်မိုးတီပါဒါဖိုးတူနဲ့စိန်လာပါ။အခုပြောင်းနေရကအောင်းနိုင်ဆွေတယောက်ပါ။ကျွန်တော်တို့ကတော်ရဲတုတ်ကိုင်းထောင်လာကြတော့ညနေ၄နာရီလောက်အလုံနာစိန်အောင်းနိုင်ကတုတ်ကိုင်းကြီးသွားကြည့်မယ်ဆိုပြီးထွက်သွားတာ။ ောင်းတဲ့အထိရောက်မလာလို့စိတ်ပူပြီးတော့ရှာဖို့ထွက်လာခဲ့ကြပါဘလို့ဖြစ်တာလဲတားကောင်နေနဲ့များတုံလိုက်ရလားတားကောင်နေတွေ့ရဆိုရအောင်လေသွေးစာသွေးနာတွေလည်းရှာမတွေ့ဘူးဖြစ်နေရဲ့ဘယ်နေရာရောက်သွားလဲတွေ့ရခက်နေရမိုးတီကသူ့အဖွဲနဲ့မိတ်ဆက်ပေးရင်ပျောက်နေရဲ့အောင်းနိုင်အကြောင်းကိုပြောပြလာတယ်တကယ်တမ်းအောင်းနိုင်သာပျောက်သွားရင်သူတို့အပြစ်ဖြစ်သွားနိုင်တာကြောင့်ဆိုရင်တကြီးအပူတပြင်းရှာနေကြခြင်းပဲတော်ပါမှာညဘက်ကြီးတိတ်လိုက်ခြင်းမမရတယောက်ထဲလေးတင်းမာလေးကြံမနေဝင်လာကြောင်းလိုက်လာခဲ့ရတယ် ဒီလူတွေကလူသားစုတွေဖြစ်နိုင်မှာမလားကိုကြီးဖို့တည်းရတရေတစီတွေညာခေါ်နေကြတာမသိဘူးလူတွေပါတာဝါရဲ့သူတို့လည်းတကယ်ဒုက္ခရောက်နေကြပါကိုကြီးကောင်းပါလေတဲပြင်ထွက်ကြချိန်မှာတာဝါကတွတ်တွတ်ကက်ကက်ပြောလာတဲ့စကားဖြစ်တဲ့ပြောင်းနေတဲ့လူတယောက်ကိုတော်တင်လိုက်ရှာရတာကညာဘက်မပြောနဲ့နေဘက်ပင်မလွယ်ကူနိုင်ပေမဲ့လူအသက်တချောင်းကရှာခဲ့ရမို့ညာဘက်ဆိုပေမဲ့လည်းလိုက်ရှာနေကြခြင်းဖြစ်တဲ့မိုးတိတို့တုံရောင်မှာမိတုတ်တွေကပြီး ျွန်တော်နဲ့တာဝါမှာနဖူးစီတဲ့နေတမ်းတွေတက်ထားကြတယ်။ကျွန်တော်တို့မှာတုတ်ကိုင်းတွေမိုးသီးတို့ဖွဲထောင်းတဲ့နေရာကိုသွားပြီးတော့ပြန်ရှာကြတယ်။သူတို့ဖွဲရှာပြီးသားနေရာတွေဖြစ်ပေမဲ့နောက်တစ်ခါပြန်ရှာကြည့်ကြခြင်းဖြစ်တယ်။ကျွန်တော်တို့လူစုမှာတော်တွင်တရွေ့ရွေ့သွားလျက်ရှိနေကြတယ်။ညာစဉ်ဖြစ်တာကြောင့်ပျောက်သူနဲ့မေအော်ခေါ်လို့မရတာကခက်နေရဲ့။မကောင်းဆိုပါနန္နာဘဝတွေကအယောင်ဆောင်ထူးတက်တယ်လို့တင်းခွေချက်တွေကလည်းလိုက်ထူးတက်တာကြောင့်ဖြစ်တယ်။တဖြည်းဖြည်းတော်တွင်သွားနေရင်လည်း တောင်ကုန်းလေးတစ်ခုပေါ်မေလင်းနေရဲ့တဲလီတလုံးတွေ့လိုက်ရအကြောင်းကျွန်တော်တို့အဖွဲ့မှာအံ့ဩသင့်စွာတဲအနာချင်းခဲ့ကြကြရအောင်ယသိကြည်တစ်ပါးကိုတဲတွင်တွေ့လိုက်ကြရတယ်ယသိကြည်တဲတွင်လက်ဆွဲမီးရင်တလုံးကိုထုတ်တန်းပေါ်ချိတ်ထားအကြောင်းမေလင်းနေခြင်းဖြစ်တယ်ယသိကြည်မှာကရင်ရွေးအုပ်တလုံးကို ဖိုကနောက်ပေါ်တင်ကအောက်မှာမီးပြင်းထုတ်ပြီးရင်ရွေးကြုံနေရဲ့တက်တော်60ခန်းရှိမြဖြစ်တယ်အရှင်ယသိလူတယောက်များမတွေ့လက်မိဘူးလားတပည့်တော်တို့လူတယောက်ပျောက်သွားလို့ရှာနေကြပါ မိုးသီးမယတိကြီးကိုမေးလိုက်ခြင်းပဲယတိကြီးမှာကျွန်ုပ်တို့လူစုကိုညနေအချိန်မှတော့တွေ့ရပေမယ့်အံ့ဩဟန်မပြတချက်များသာဆောင်းငယ်ကြီးကရင်ွေးအုပ်ကိုဖုကနောက်ပေါ်မှာခြားကလက်ဖဲခတ်တောင်းနေရဲ့တွေ့လိုက်တယ်မင်းတို့အချိန်မီသွားရင်မိလောက်တယ်ယတိကြီးကကျွန်ုပ်တို့ပဲမကြည့်ပဲပြောလာတယ်ယတိကြီးစကားကြောင့်အာလုံးလှုပ်ရှားရှားဖြစ်ကုန်ကြတယ်ပြောင်းနေတဲ့သူနဲ့ပတ်သက်ပြီးတော့တဲလွန်စားရပြီမလို့စေးလျှားသွားကြခြင်းဖြစ်တယ်တပည့်တော်တို့ကိုဝင်ခွင့်ပြုပါရခြင်းအသည့် ကျွန်ုပ်ကခွင့်တောင်းရင်တဲအတွင်းဝင်လိုက်ကြတယ်။တပည့်တော်တို့လိုဘယ်ရက်ကိုထွက်သွားလဲရှင်ရဲ့တဲ့။လှည့်စားပြီးအခေါ်ခံလိုက်ရလို့ပြောရင်မမေဒီကနေ့အရှိရက်ကိုဆက်သွားရင်ရွာတရာကိုတွေ့ရလိမ့်မယ်။အဲ့ဒီရွာမှာတကားလို့လူရှိလာမယ်။ဒီလိုတော့နဲ့အထက်မှာရွာတရာရှိရဲ့အံဟောစရာပဲ။ကျွန်ုပ်မှာတိတိုရာတွေရေတီကြီးကိုမေးမြန်းနေရရွာတရာရှိရဲ့ပြောလာတာကြောင့်အံအားတင့်ကုန်ကြရတော့တယ်။အလင်းရောက်မလာခင်အမြန်လိုက်ကြတကားတို့မိုးလင်းသွားရင် တကားတို့လူအသက်နဲ့ရှိနိုင်တယ်။ အခုတို့လမ်းညွန်ပေတို့ကျေးဇူးကြီးလာပါရှင်သည်တပည့်တော်ပါလာလာလေးပြီလူတန်းခဲ့ပြစေကျွန်ုပ်မှာလက်ဖက်ချဖျောင်းနိုင်ပါလာလာကြောင့်စေကျော်ဘိုးလွယ်မှာထုတ်ပြီးရရသေးကြီးလူတန်းရရသေးကြီးရလက်ခံပြီးစူတူတူပေးနေရဲ့တကားကိုကြည့်ရတာသူတပအသက်ကိုတက်ပြီးအသက်မွေးနေပြီမေစိတ်ကောင်းစင်တာရှိပုံပဲရော့ဒီလက်ဆွဲမြင့်ကိုယူသွားပါမကောင်းစွားနေကြရင်အသုံးချနိုင်တယ်ကျွန်ုပ်တို့အဖွဲရသေးကြီးနေထိုင်ရာကျောင်းတင်ရဲ့တယ်လီမှာထွက်ခွာဖို့လုပ်နေခြင်း ေတေကြီးကထုတ်တန်းပေါ်ချိန်ထားတဲ့လက်ဆွဲမိရင်ကိုဖြုတ်ပြီးတော့ယူပေးရဲ့။ဒီတော့မှလက်ဆွဲမိရင်ကိုတေချာကြည့်မိရာရေနံစီထက်ထွန်ရတဲ့မိရင်တလုံးဖြစ်တယ်။မိရင်မှာလှပချောမော့ပြီးနဝိဒစာတွေစီရင်ထားတဲ့နတ်သမီးတယောက်ပုံကိုအနဲ့ရောင်မင်းနဲ့ရေးဆွဲထားတဲ့ကျွန်ုပ်နားမလဲတဲ့ရှီယောင်းပါလီစာအင်းခွဲတွေကိုလည်းရေးဆွဲထားပြန်နေမိအိမ်ဟာကျွန်ုပ်လက်ရောက်တာနဲ့မိငိမ့်သွားတယ်။ရေနံကုံမင်းနဲ့တူတဲ့ရတိကြီးရဲ့မိငိမ့်သွားပြီ။မဟုတ်ဘူးကွ။မိအိမ်ကိုတုံးကြက်လက်နဲ့ပုတ်ပြီး ိရင်ဆောင်နဲ့တမီနိုးထားပါလို့ဆိုပြီးသုံးချိန်တတီရိုးတတီစင့်ခေါ်လိုက်အဲ့ဒါဆိုသူ့အလိုလိုမင်းနေလာလိမ့်မယ်ဟင်အစမ်းနဲ့ကျဲပါလားရေတီကြီးမိရင်ကအခဲခဲဒုက္ခကြုံရင်သာနဲ့တမီကိုပင်းခေါ်လိုက်ပါတခါကြီးစနုပ်ကရေတီကြီးပြေးလိုက်တဲ့ထူးဆန်းတဲ့မိရင်လေးကိုယူပြီးတခြားသူတွေနဲ့ခရီးဆက်ခဲ့တယ်တားပါရင်စနုပ်ကတနတ်တစ်ဖက်မိရင်တစ်ဖက်နဲ့မို့မိရင်ကိုတစ်ချက်ကင်ပေးစမ်းပါဒီမိရင်အစုပ်ကြီးကမိလဲမလင်းပဲနဲ့အလေးခံတယ်လားလေ ရှုပ်ကရှုပ်နေပြ။နောက်ပြီးရတိကြီးပုံကစိတ်မမှန်ပါရဲ့လား။ရတိကြီးပြောစကားရင်နားထောင်ရတာယုတ်တိမတနိုင်ပါဗျာ။တာဝရဲ့မင်းကိုမိုးချိုပြက်တော်မှာပဲ။သူ့ကြီးကမင်းပြောတယ်လို့မဟုတ်တော့ပါဘူး။ရှုပ်မပြောနဲ့အရေးကြီးမယ်။မင်းရင်တလုံးကင်ထားရလို့လေ။ထိုးပြီးတော့ပင်မန်းသွားပါဦး။ကျုပ်တို့လူစုမှာတဖြည်းဖြည်းနဲ့အရှိဘဲရက်စီကိုရောက်လာကြရာမီးရောင်လေးကိုတောင်ကြားချိန်ဝဲလွင့်မြေတစ်ခုမှာတွေ့လိုက်ရတယ်။ဟိုမှာမီးရောင်လေးရေတီကြီးပြလိုက်တဲ့နေရာထင်းနဲ့ကိုဖို့တည် ရန်သူမိတ်ဆွေမကွဲပြဘူး။ဒီတော့ကျုပ်တို့လူစုတွေအိမ်ညာကိုတတစိတ်ချင်းကပ်ပြီးတော့အချိန်ဒီစောင့်ကြည့်ကြမယ်။မိတုပ်တွေကိုမတုံပဲ။နနေတံမွေလောက်ပဲတုံးကြမယ်။အတံမထွက်ဖို့အထူးတတိပြုကြရမယ်။ကိုမိုးသီးနဲ့သူ့လူတွေကိုမိတုပ်တွေညှိစေပြီးတော့ကျွန်တော်နဲ့တာဝါကနနေတံမွေကိုနဖူးစီမှာချက်လိုက်ကြတယ်။မိုးသီးတို့တုံးရကိုနောက်မှလိုက်စေပြီးနနေတံမွေတက်လက်ပြေးကကျွန်တော်နဲ့တာဝါမှာရှေ့ဆုံးမှာအတူရှင်တွဲပြီးတော့တာဝါကိုနနေတံမွေကင်ခိုင်းပြီး ရှေ့သုံးလေးတောင်ခန့်အကွာမြေပြင်ကိုမိထွန်းခံပြီးတော့မင်းအောင်ရှရာကိုလျှောက်လာခဲ့ကြတယ်။မင်းအောင်မှာတက်တော်ရှင်လင်းကြီးရဲ့မြေကွက်လက်ပေါ်မှာလူတရက်ကျော်တိုင်းတွေဝိုင်းပက်ဆိုင်သူကတိုင်ထိပ်ပေါ်မီးလောင်နေတဲ့သစ်စီပြီးတုတ်ထားတဲ့အဝိတ်တွေပတ်ပြီးတော့မီးရှို့ထားကြခြင်းဖြစ်တယ်။မီးတော့အလဲစီမှာမီးပုံစီတစ်ခုကအလျံနေနေတောက်လောင်နေရဲ့လူတစုဟာမီးပုံပေးမှာဝိုင်းပက်ပြီးခံစားချက်ကင်းမဲ့တဲ့မျက်လုံးတွေမျက်နှာတွေနဲ့ရှိနေကြတယ်။အပေါ်ပိုင်းပလာကျင်းထားပြီး အောက်ပိုင်းကပစိုးကွယ်ကြားကိုဒူအတိအတော်ဝက်ကတစ်သားလှန့်ရှည်တွေကံပြီးရက်နေသူတွေကိုမြင်ရခြင်းကျွန်ုပ်မှာလက်နေတံမီးတွေမိပိတ်ပြီးတော့တကြားလူတွေကိုရက်ခံပြီးဖားဆက်ဖြစ်မှာကိုတစ်ပင်ကွယ်မှာရက်ကြည့်နေမိကြတယ်ကျွန်ုပ်တို့လူစုမှာမိဘုံပေးမှာလူစုကိုစောင့်ကြည့်နေကြခြင်း၅မိနစ်မြာကြာသွားတယ်စက်တီထားဆွေဦးလိုက်တဲ့ခွေးတကောင်အတန်ကကြောချမ်းဝယ်ရာထွက်ပေါ်လာပြီးမရှိမနာမှာကျွန်ုပ်တို့မျက်နှာချင်းဆိုင်တော့အတွင်မှာမမဲတတန်တွေထွက်လာကမိဘုံကြီးညာကိုရှောက်လာနေရဲ့ ်မိအောင်လေးကိုနှီးကပ်လာတဲ့အခါမှာလူကစားခံအမြင့်နှစ်ပေါက်လေးတကောင်အလာခွေးနဲ့ကြီးတကောင်ပခုံးမှာအခေါင်တစ်လုံးတင်ပြီးထန်းလာတဲ့အရက်၆ပေကျော်ကန့်တကူတော့မဲနေနေရဲ့လှထွားစီတယောက်ချော်မော်လှပါတယ်ဆက်ရှင်နဲ့အရွယ်မိမဲချော်လေးတယောက်ဖြစ်မယ်ကျွန်တော်တို့သိလိုက်ရတယ်ခွေးနဲ့ကြီးမှာနေရဲတောက်ပြောင်နဲ့မျက်လုံးကြီးဝေကမီးအောင်ဟက်ကမိခဲကြီးပြီလို့ရရနေနေရဲ့ပါဇက်ကသဆွဲကြီးပြီစက်တီထပွဲပါဇက်ကြီးဟာပြီရှာကြီးထုတ်လျက်တည်ရတများများကြနေရဲ့ ခွေးနယ်ကြီးသားလူတယောက်လက်ပင်ကိုကိုက်ခဲ့မယ်ဆိုပါကတစ်ချက်တည်းလက်ပင်တဝက်ခံအသားပါသွားလောက်တယ်လို့ကျွန်တော်တွေ့မိရဲ့လူသားကြီးမှာကအသားရည်မှာခွေးနယ်ကြီးအမွှေးတွေလိုမဲနေပြီးတော့မျက်လုံးကြီးတွေကမျက်ခုံမျက်ရည်မပါတဲ့အလားပြိုးကျဲကအပြင်ကိုထွက်ကနှက်ခေါင်းတူပပွားနေပါးစပ်မအပြင်ကိုမောက်ထွက်နေတဲ့သဖုံကြောင့်ပိတ်လို့မရပဲကြီးမားတဲ့သွားကြီးတွေကိုမြင်တွေ့နေရတယ်အပေါ်ပိုင်းပလာကျင်းနဲ့ကတောင်းမြောက်အောင်စိုက်ထားတယ်အမွှေးကြံကြီးတွေကရင်ပတ်ပေါင်ခြေစလုံးတွေမှာ တဘို့အူအလားခွေလင်ပြီးတော့မင်းနဲ့စွာရှင်နေရဲ့ကြီးမတဲ့ကောင်းကြီးကိုအေးစေထန်းထရာကိုထောက်ရှုပြီးအဲ့ဒီလူထွားကြီးမှအင်အားကြီးမှပြီးတော့လူတယောက်ကိုအလွယ်တကူကင်ပောင်းနိုင်မဲ့သူလို့ကျွန်တော်တွင်းနေမိပြန်နေမိန်းကလေးကမင်းနဲ့တဲ့စံကေတာကိုကောင်းနောက်မှာစူပီစင်းအောင်ထားရလှပကြမောတဲ့မျက်နှာကို အထင်းသားပေါ်လင်းနေရဲ့ဒိုင်းမင်းနှကန်းကိုတည်တည်စီပြီးမျက်နှာထားတိတိဆူးရှတဲ့မျက်လုံးတွေကရက်စက်တဲ့အသွင်ရှင်နေရဲ့အရက်အမောင်မှာအတော်မြင့်ပြီး အဲ့ဒီအရက်နဲ့အချိုးစားကြတဲ့ကိုဟန်ရှိနေခဲ့။အနေရောင်တောက်တောက်အင်ကြီးထမိန်ကိုဝစ်စင်ထားရသူမကိုကြည့်ရတာကမိတအတွင်ရောက်နေရတဲ့တုန်နေတယ်လို့ကျွန်တော်စိတ်တွင်ခံစားလိုက်ရတယ်။ခွေးနဲ့ကြီးလူနဲ့ကြီးမိမချတို့မှမိဘထိန်မှရလိုက်ကြတယ်။လူထွားကြီးမှသူ့လက်ထဲမှခေါင်းကို တောင်းလိုက်ထောင်းပြီးမြေပေါ်ချလိုက်ပြီးတော့လက်တစ်ဖက်နဲ့ခေါင်းကိုလဲမကျစေဖို့ထိန်ပြီးတက်ကြလက်တစ်ဖက်ကခေါင်းဖုံးကိုဖွင့်လိုက်ပါရတယ်။ကိုဖို့တီအဲ့ဒါပြောက်နေအောင်နိုင်ပဲ။တွတ်တွတ်ကိုမူတီ တို့ဘာဆက်လုပ်ကြမလဲချင်းချင်းစောင့်ကြည့်ကြမယ်။အကောင်ပုံပွင့်သွားတဲ့အခါအကောင်အတွင်းလူတယောက်ရှိနေရင်အဲ့ဒီသူမှမတည်သေးပဲမိမျောနေရန်ရှိရဲ့။ခေါင်းအတွင်းမှာလူကိုတွေ့ရတဲ့အခါမိုးတိမှာကျွန်ုပ်နားကပ်ပြီးပြောင်းနေတဲ့အောင်လိုင်းဖြစ်ကြောင်ပြောလာတယ်။ကျွန်ုပ်ကလှူရှားဖို့အချင်းကြီးအခွင့်ရေးမတားသေးရကြောင်းခဏညင်နေဖို့မိုးတိကိုဖြောင်းပြထားရတယ်။မိုးတိကလည်းကြံရရကိုတိတ်တိတ်နေဖို့ပြောနေစဉ်ကျွန်ုပ်မှာဘာစဖြစ်မှာကိုသိတယ်ပြီးစိတ်ဝင်တစားနေကြည့်နေမိရဲ့။အောင်လိုင်းမှာမိဘုံပေးမိပင်ပေါ်မှာ ခွေခွေလေးလည်းနေရဲ့မိန်းကလေးစကားပြောတန်ထွက်ပေါ်လာတယ်။ဒီလူဟာငါတို့နေမျိုးကိုအခွင့်မရပဲကျူးကျော်ဝင်ရောက်ငါတို့နေမျိုးကတောကောင်လေးပြစ်ခတ်ဖမ်းဆီးအောင်မကညဉ့်ညံ့တဲ့စကားကိုဆိုအပေါ့လေးစွန့်ကျင်တဲ့နေရာစွန့်သူ့ပြစ်ကိုဘလို့စီရင်ကြမလဲဘလို့ပြစ်ပေးကြမလဲတိတ်တန်ပဲဒီလူအပြစ်တွေမင်းနဲ့ဖျားကိုရစ်ပူစော်ပြီးတော့တိတ်တန်ကြခိုင်းခံရမယ်မင်းကလေးစကားကိုလူထွားခြင်းနဲ့တခြားသူတွေကတဏီတညွတ်တဲ့အောင်နိုင်ကိုတည်တန်းစင်ခိုင်းနေကြခြင်းဖြစ်တယ် ခွင်းနေကြီးကပင်ဥတန်ပေးရဲအားပေးထောက်ခံခြင်းပြုနေရဲ့ကျွန်ုပ်မှာအောင်းနိုင်ကိုရက်ဆက်စွာတည်တံပေးမယ်ဆိုတာကြောင့်စိတ်တွင်ထိတ်ကနေဖြစ်ကဒေါသလည်းဖြစ်သွားရတယ်လူတယောက်တည်းကိုစက်ငှက်လောက်ပင်အရှိမထဗတိတတိခေဦးရစ်ပူစမှုပြုခိုင်းနေကြတဲ့အဲ့ဒီလူစုလောက်ရက်ကိုကျွန်ုပ်လက်မခံနိုင်ပေဒါကြောင့်တနက်ကိုအတင်းပြင်ကပုံကွယ်နေရမှာထွက်ကတနက်နဲ့ထိုးချင်လိုက်တော့တယ်အလုံးပဲအဲ့ဒီလူနာကခွာကြပါမဟုတ်ရင်တော့ချုပ်ပြစ်ရလိမ့်မယ် ျုပ်ကလေးတမမနဲ့ပြောလိုက်ရာအားလုံးအကြည့်ပြီးကျွန်တို့ကိုဝါးကြည့်လာကြတယ်။မိမချော့ကမခိုးမကန်ပြုံးလိုက်ပြီးသူ့ဝေးမှာခွေးနယ်ကြီးကောင်းကိုပုတ်တက်နေ။အပြစ်သားကိုကူညီမှာတော့မင်းလည်းအပြစ်သားဖြစ်သွားပြီပေါ့။နှက်ခေါင်၊သွားအပြစ်သားရဲ့အသားကိုမျိုးသူ့ကိုတောက်လာခဲ့။ဟာကိုကြီးဖုတွေတတိတာဖုတွေတတိတာခွေးနယ်ကြီးမှာတခင်မအမေရနဲ့တပြိုင်နဲ့ကျွန်ုပ်ထံတချိန်လို့ပြေးဝင်လာတယ်။ကျွန်ုပ်မှာမိုးစိုးတူထောက်ထိုင်ကြပြီးခွေးနယ်ကြီးကိုပြစ်ခတ်ဖို့ချိန်ယူလိုက်စဉ် တာဝါနဲ့တခြားလူတွေမှာစိုးရင်တကြီးအဟိတန်ကြလိုက်ရတယ်။ကျွန်ုပ်မှာစိတ်ကိုတည်ငြိမ်အောင် စုစည်းပြီးမန်ဖီကအချိန်နဲ့ပြေးလာတဲ့ခွေးကြီးနှစ်ဖူးကိုချိန်မြေပစ်ချလိုက်တဲ့ခွေးနဲ့ကြီးမှာကျွန်ုပ်ပစ်ချက်ထိမှန်ကနောက်ကိုလန်ကျသွားပြီမေရုတ်တရက်ခုန်ထားပြီးကျွန်ုပ်ပေါ်ခုန်အောင်လိုက်တဲ့ကျွန်ုပ်ကကျင်းနေချက်သေးရောက်သွားတယ်။နေကနေရဲ့အချိန်ဒီမှာနောက်တစ်ချက်ပြစ်ခတ်ခြင်းမပြုနိုင်မီခွေးကြီးခုန်အောင်ခြင်းတနက်အထက်အောက်ကန်ပြီးကထလိုက်ရခွေးနဲ့ကြီးလက်နှစ်ဖက်ကကျွန်ုပ်တနက်ပေါ်တင်ပြီးတော့ ျွန်တော်ကိုကြိုက်ခဲ့ဖို့ဒေါသတကြီးစူးစမ်းနေရှာတယ်။ကြည်စံပေါက်မှကြံ့နေတဲ့သွေးတွေကခွေးနဲ့ကြီးမျက်နှာတစ်ခုလုံးဖုံးလွှမ်းကအဆွဲကြီးတစ်ဖွေးခွေးရှိနေရဲ့ခွေးနဲ့ကြီးအတွင်ကကြောက်နေကြအတွင်မျိုးရှိနေရဲ့ခွေးကြီးကနောက်ကိုလန်ကျသွားပြီးသွေးရည်အတွင်ကိုလုံးတစ်ဆက်ဆက်တုံကအသက်ငယ်နေရဲ့မိုးတီကလမ်းနဲ့ဝင်ထိုးပြီးတခြားတယောက်ကဓာတ်နဲ့ဝင်ခုတ်ရာကျုပ်ကသာမင်းကြီးရဲ့ခွေးနဲ့ကြီးဇီဝင်ကြွေသွားရခြင်းဖြစ်တယ်ကျွန်ုပ်ကကမကတန်ထပြီးမိမဲ့ချောတို့လူစုရက်နေတဲ့နေရာကိုကြည့်လိုက်ရာ ်ထိုးစမ်းတဲ့မြင်ကွင်းကြောင့်အလုံးပစက်အဟောင်းသာဖြစ်သွားရတယ်။မိရိငိမ့်သွားပြီ။ဟိုလူတွေဘယောက်ကုန်ပြီလဲ။ဟာကိုကြီးဖို့တေနနေတက်မီကတုံးလို့မရတော့ဘူး။ငါလည်းနေတက်မီလည်းမရတော့ဘူး။မိတို့တွေလည်းခြံထားကြပြီဘယ်လိုလုပ်ကြမလဲ။ကျွန်တို့လူစုကခဏတာများစုညံပွက်လို့ရိုက်ကုန်နေမိပုံကြီးမှာငိမ့်သွားတယ်လို့စင်မိတို့တွေလည်းမိငိမ့်နေရဲ့ကျွန်တော်တို့ခွေးနယ်ကြီးကိုအယုံရောက်နေချိန်ဘယ်အချိန်ကမိငိမ့်ပြီးတော့မိမချုံနဲ့သူ့လူတွေပျောက်သွားတယ်မဆိုနိုင် ကျွန်တို့တို့လက်နေတံမီးတွေဟာလည်းဘလို့အကြောင်းကြောင့်မှမသိနှစ်နှစ်လုံးမီးမလာတော့တယ်လို့မီးတုပ်တွေကိုလည်းခြံထားခဲ့တာကြောင့်အမောင်တွင်ရှိနေကြတယ်။ငါခွင်းနယ်ကြီးကိုတတ်လိုက်ပြီဆိုတော့နင်တို့အပြစ်ပိုကြီးသွားပြီ။နင်တို့ဒီမြေကနေအသက်ရှင်ပြန်ထွက်ဖို့ရောင်လို့တော့စိတ်မကူကြနေတော့။မိမထော်ရဲ့အတန်းကအမောင်တွင်အရက်လေးမျက်နှာမှာပြန့်လွင်လာကနားကလောဝယ်ရှိတန်းကြီးနဲ့ရှင်မောနေရဲ့ကျွန်တော်မှဘာဆက်လို့ရမှန်းမသိဖြစ်နေရဲ့။မိမချောတို့မကောင်းစွာတစုံမှာ ျွန်တို့ကိုဖြစ်နေကြဖြစ်ရန်တူပေမဲ့ကျွန်တို့တို့လူစုမှာတော့အမောက်တွင်ဘာမှကိုမမြင်နိုင်ပေ။တာဝငါယူခိုင်းထားတဲ့မိရင်ပေး။ရင်းနေသူတွေကောက်ရိုးတမြင်လို့သဘောထားပြီးရသေးကြီးပြေးလိုက်တဲ့မိရင်ကိုစမ်းသုံးကြည့်ဖို့ဆုံးဖြတ်ကတာဝရံအပ်ထားတဲ့မိရင်ကိုကျွန်ုပ်ကလှမ်းတောင်းလိုက်တယ်။တာဝကကျွန်ုပ်ဒီမှာမလို့မိရင်ကိုလက်တို့ပေးလာတယ်။မိရင်ဆောင်တဲ့သမီးနှိုးထပါ။ကျွန်တို့လူစုကိုအလင်းပြဆောင်းလျှောက်ပေးပါ။ကျွန်တော်မိရင်ကိုမျက်နှာရှိမှလက်မြောက်ကန်ပြီး တချိန်တိုင်းဒီစကားပြောပြီးလက်နဲ့တကျပုံတို့ကသုံးချိန်တည်းအဲ့ဒီတိုင်းပြုတ်လိုက်တယ်။ကျွန်တော်မှမေးရင်းလာမယ်အလားမျောလင်းချက်ပပလေးနဲ့မိရဲ့မေးရင်းလာပါစေလို့ဆွတ်တောင်းနေမိရဲ့။ဟာငါ့ကိုလာဆွဲနေရဲ့လွတ်လွတ်အမလေးပြအမလေးပြလာဆွဲနေပြီကျွန်တော်မိရင်ကိုမေးရင်းလာမလားစိုက်ကြည့်နေချင်းအမောင်တွင်းမှာလက်တွေကကျွန်တော်လူတွေကိုလာဆွဲနေကြပြီးကြောက်လန့်တဲ့ကြောင့်အော်တန်တွေထွက်လာတယ်။ဒီချိန်ကျွန်တော်လက်တွင်းမှာမိရင်မှာပြက်ကနေလင်းလာတယ်။ကျွန်တော်မှမီးအောင်နဲ့ပဝန်းကျင်ကိုလိုက်ကြည့်ရာ ညနေသေးကြီးတွေနဲ့ရှိနေကြတဲ့မိမချို့တို့လူစုမှာတာဝါနဲ့မိုးသီးတို့လူစုကိုဝိုင်းဖန်းချုပ်ပြီးဆွဲခေါ်နေကြတယ်။အားလုံးမှာကြောက်လန့်တကြားအော်ဟစ်နေကြခြင်းမိမချို့မှာကျွန်ုပ်အနီတိုးကပ်လာတယ်။သူမပုံစံကအခုချိန်မှာမျက်နှာပြောင်ကြီးနဲ့ရှိနေကလက်သေးခြုံကြီးထွက်နေရဲ့လက်နှစ်ဖက်ကိုဆန့်တန်းပြီးကျွန်ုပ်ထံတိုးလာနေရင်လူထွားကြီးမှလည်းမိမချို့နောက်မှတိမ်မိုကြီးတစ်ခုကိုအကန်ပြီးတိုးလာကြတယ်။သူတို့နှစ်ယောက်မှာကျွန်ုပ်ကိုအညှိုးထားပြစ်မှတ်ထားကြရတဲ့တွင်ဒီချိန်ကျွန်ုပ်လက်မှမိရင်က တရရောက်ဆောင်ဆွဲလိုက်တယ်လားကောင်းကင်ပေါ်တက်သွားကမျက်စိကျင်းဆက်သွားတဲ့ဒီအလင်းတန်းကြီးပေါ်လာတယ်။အဲ့ဒီအလင်းတန်းကြီးကလေးစင်နှမောင်းအလားစက်ဝဲကြီးတစ်ခုဖြစ်ကကျွန်တော်တို့လူစုပေါ်လွှမ်းခြုံသွားပြီးမိမချောနဲ့မကောင်းစွာတစုကိုအပေါ်ကိုဆွဲတင်နေရင်ကျွန်တော်မှမျက်နှာကိုလက်နဲ့ကားပြီးတော့ကျွန်တော်လူတွေကို ကြည့်လိုက်ရလေးစက်ဝဲကကျွန်တော်တို့ကိုအပေါ်ကိုမတင်ပေးမကောင်းစွာတွေကိုသာဆွဲတင်နေကြောင်တွေ့လိုက်ရတယ်။ခဏအကြာစက်ဝဲကြီးဟာပျောက်ွယ်သွားတယ် နို့တို့လူစုကနေရာမှာစုပြီးခြေပြက်လက်ပြက်နဲ့ထိုင်ချလိုက်ကြရတယ်။မနဲ့မိုးလင်းတဲ့အထိဆောင်ဆိုင်နေကြပြီးမိုးလင်းမှာပဝန်းကျင်ကိုလေ့လာကြည့်ကြရ။ညကရေးဖို့ဆိုရင်နေရာနဲ့တတိလေးလဲကြနေရဲ့အောင်းနိုင်ကိုတွေ့ရတယ်။ကျွန်တော်တို့ရောက်နေတဲ့နေရာမှာတစ်သားတိုင်းတွေရှိနေရာကြောင့်အနည်းငယ်သွားကြည့်ရအောင်။တိုင်မာဝက်ရုံနှာရုပ်တွေထွင်းထူထားကြောင့်ချင်းတင်ဆိုင်ဖြစ်နေမှန်းသိလိုက်ရတယ်။ရှေးခေတောင်ပေါ်နေချင်းလူမျိုးတွေတေးဆုံးပါကသူတို့နှစ်နောက်ဘယ်နှကောင်ပိုင်ဆိုင်ခဲ့ကြ။ဝက်ဘယ်နှကောင်ပိုင်ဆိုင်ခဲ့ကြ။ ်အလောင်းမက်တိုင်ပေါ်မှာအယုတ်ရေးထွင်ပြီးတော့ဖော်ပြတတ်ကြတယ်ကျွန်တော်တို့ညာကရောက်ခဲ့နေရမှာချင်းတင်ဆိုင်အတွင်ဖြစ်ပြီးအောင်းနိုင်ကိုဖန်ကောသွားတဲ့မကောင်းစိုးပါးတွေနဲ့ဘလို့တက်ဆန်နေရလို့မဆိုနိုင်ပေကျွန်တော်တို့လူစုအသက်ကိုကဲ့ကဲ့တယ်မော်မီးရင်ကိုပြန်ရှာကြပြီမယ်ရှာမတွေ့တဲ့အပြင်မော်မီးရင်ကြောင့်တည်းရဲ့တဝရတော်ရတိကြီးကိုတော်တွင်ရှာကြပြီမယ်မတွေ့ရပဲကျောင်းတင်ငယ်ရောရတိကြီးပါထူးဆန်းစွာပျောက်ဆုံးပြီးဘယ်နေရာမှမရှာမတွေ့ရပါဘူးကျွန်တော်မှာဘေဒီဆန်နဲ့အတွေးများစွာနဲ့ စဉ်းစားကန့်ဝင်နေမိတဲ့အကြောင်းတွေရှိနေပါတယ်။ရသည့်ဒီမှာမကောင်းဆိုရတဲ့အကြောင်းကိုသိနေရင်ထူးဆန်းတဲ့ရသည့်ကြီးတစ်ပါးဖြစ်တဲ့ပြီးမော်မီအိမ်ကိုလည်းပိုင်ဆိုင်ထားပြန်နေမော်မီအိမ်အစားရှာမရပျောက်ဆုံးသွားတယ်လို့ရသည့်ကြီးပျောက်ဆုံးသွားတဲ့အတွေ့ကျွန်တော်မှ မော်မီအိမ်ကိုလက်ဝဲကန်ပြီးအသုံးပြုခဲ့ရပေမဲ့မော်မီရဲ့အကြောင်းဘာတစ်ခုမှကိုတော့မသိကြရပေ။ကျွန်တော်ကြုံခဲ့တဲ့အခုဇလန်းကိုတခြားသူတွေကိုပြောပြမယ်ဆိုပါကမော်မီအိမ်နဲ့ရသည့်ကြီးဘလို့ပသက်တာကိုပြောပြနိုင်လိမ့်မှာမဟုတ်ပေ။ ပရိသတ်များရှင်အခုတင်ဆက်ပေးကြတဲ့ဆာရီသူမြူကိုအလင်ကရေးသားထားတဲ့ထူးဆန်းသောရည်တည်ခြင်းနဲ့မော်မီအိမ်ဆိုတဲ့ဇလန်လေးကတော့ဒီမှာနေပေးပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။